ားလုံးနဲ့မင်္ဂလာပါရှင်။မနက်မြော်တော့မပူပါဒေါက်တာပူပူကြည်ပါ။မတော့မြန်မာ Imperial College MIC ရဲ့ Founder and Vice Chancellor ဖြစ်ပါလေရှင်။ Imperial School အနေနဲ့ဒီစားကျေဆိုပါရယ် Imperial School ကတော့ဖြစ်တန်းပြီးသွားတဲ့ခါကျရင် Grade 9 10 11 12ပေါ့နော် GCE နဲ့အလားတူတဲ့ High School qualification ပေါ့နော်အဲ့ဒါကို England နိုင်ငံ Pearson Education နဲ့ပူးပေါင်းပြီးတော့ဖွင့်လှစ်ပြန်ကြတာပါ Imperial School ကမြန်မာ Imperial College ကနေပြီးတော့ဖွင့်လှစ်ထားတဲ့ High School ဖြစ်ပါတယ် we university foundation program မှာမှတစ်နှစ်တက်လို့ရတဲ့ program ရှိတယ်တစ်နှစ်တက်ရမယ့် program ရှိတယ်သုံးနှစ်တက်ရမယ့် program ရှိတယ်ကျောင်းသားကကိုရန်ပြီးွားပြီးပြီဆိုရင်မတို့ဒီမှာ10တန်း17တန်း17တန်းဆိုတော့မတို့သုံးနှစ်တက်ပြီးသွားတဲ့ခါကျရင်တော့ pre university certificate ပေါ့နော် high school certificate ကိုရမှာပါ Imperial International Foundation Program ပြီးသွားတဲ့ခါကျရင်ကျောင်းသားတွေအနေနဲ့အင်္ဂလန်နိုင်ငံမှာကျောင်းသားတက်လို့ရတယ်၊စင်ကာပူနိုင်ငံမှာကျောင်းသားတက်လို့ရတယ်၊ Thailand မှာတက်လို့ရတယ်၊ Australia မှာတက်လို့ရတယ်။အဲ့လိုမဟုတ်ဘူးဆိုရင်အင်္ဂလန်နိုင်ငံပြီးတဲ့ Bachelor Degree, Master Degree တွေအားလုံးမြန်မာ Imperial College အမှိုက်စီမှာပဲတက်လို့ရပါတယ်။ education can give you the wings to fly Welcome to Imperial Scoop အားလုံးကျေးဇူးတင်ပါတယ်အိမ်မက်မက်ပါအိမ်မက်များမြကြည့်ပါအိမ်မက်များပေါ့ထုတ်ပါလို့ပြောချင်ပါတယ်ရှင် aim မှတ်ပါ aim များကိုယုံကြည်ပါ aim များကိုအကောင့်ထည့်ဖို့ပါ